မနေ့အထိကတော့တခိုးကလွတ်နေသေးတယ်ပေါ့နော်အခုအနေထားကတော့တခိုးကိုလည်းဖမ်းသားပြီအဲကျွန်တော်တို့အာဒါအခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ဖြစ်စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးညာဘောပါလာရဲ့စတိုးဆိုင်ကိုမီးချို့နိုင်တယ်လို့ရှိရင်ကျွန်တော်မေးချင်တာကဒီမှာအခုအခုပေါ့နော်အရိုက်ခံရတဲ့အဖွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုဒီနဲ့လို့ထင်တာအခုမှကျွန်တော်မေးကြည့်တော့သူမီးရင်းမဟုတ်ဘူးလို့ပြောတယ်ငယ်ငယ်လေးတည်းကသူကထိန်းလာအဲ့လိုမျိုး လာခေါ်ပြီးတော့ထိန်းပြီးကလေးကိုအခုလိုမျိုးခေါ်ဆောင်ပြီးတော့လုတ်ပြလုတ်ဆလိုရီသဘင်ကောင်းနေကြလို့တော်တော်သဘင်ကောင်းတဲ့အခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ခိုးတဲ့တရားပေါ့နော်ဟိုးပေါ့နော်အရိုက်ခံရတဲ့ဟိုသားမီးနှစ်ယောက်မဆိုင်ကိုင်းစမင်္ဂလာပါကဘရိုရီဒီပုံလေးမြင်တော့ဒီဗီဒီယိုဖိုင်ကဘာလို့ဆိုလိုတာလဲဆိုတော့ကိုလူတိုင်းနားလည်မယ်ထင်ပါတယ်အဲဒါမဲ့မတူတာကတော့ဒီဗီဒီယိုဖိုင်ထဲမှာကတော့လူပေါင်း1600ရဲ့ အာသူတို့ရဲ့ပြောစကားနဲ့သူတို့ရဲ့ရင်သွင်းခန်းစားချက်လေးတွေကိုအော်ဖော်ပြထားတဲ့ view file လေးပါဆိုတော့ဒီ view file လေးကိုကျွန်တော်တို့အော်လိုက်ပါကြည့်ချူပေါ်လဲအဖိတ်ခွန်လိုက်ပါရစေ okay so ကျွန်တော်တို့အာ let's go okay so တော့အဖွင့်အနေနဲ့ကမ element ကိုအလှည့်ပေးလိုက်မလား okay နောက်ဆင်ကြည့်အောင် မနေ့အားထီးကတော့တခိုးကလွတ်နေသေးတယ်ပေါ့နော်အခုအနေထားကတော့တခိုးကိုလည်းဖမ်းသားပြီးအဲကျမတို့အာဒါခုနဒေါသအလျောက်ကျွလို့မိတဲ့ဆိုင်ရှင်ကိုလည်းဖမ်းသားပြီးโอเคပြီးသွားပြီပြီနော်တခိုးလည်းတခိုးပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲဟုတ်တယ်နော်အဲ့တော့ခုနကကိုထီးလည်းရောက်လုံလိုက်မိတဲ့အမကြီးလည်းသူ့ကိုထီးလည်းရောက်လုံလိုက်တဲ့အလျောက်ပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲနော်အဲ့တော့ကျမပြောချင်တာကအခုမှလာပြီနော်ခါရောမီပရဟိတများ နေနေလေးစောင့်ပါအောင်လားလို့ဟုတ်လားထက်ကနေဟိတန့်ကနေဟိဆိုလို့ရှိရင်မဟာဂိယုနာရှင်ကြီးများအင်မတန်ပေါ်တော်တိုင်းပြည်အရန်မဟာဂိယုနာရှင်ကြီးတွေအရန်ပေါ်တဲ့ဆိုရင်လည်းတနာစရာကောင်းတဲ့သူတွေကျွန်တော်တို့တိုင်းပြည်မှာအများကြီးရှိတယ်ပြည်သူစေယုံကြီးရဲ့ကင်စာဌာနကိုသွားလိုက်အဲ့မှာကင်မရာယူတော့လို့မရဘူးတနာစရာတွေအများကြီးရှိတယ်သွားလို့ပါကင်မရာယူတော့လို့မရတော့ဘူးပေါ်မှာဘာဟိဆိုလို့ရှိရင်ချက်ချင်းအလူရက်တင်နေသွားပြီးတော့ကင်မရာတွေတကားကနေသွားပြီးတော့မှလှူကြတာ အဲ့ဒီလိုလူဒန်းစားတွေကရှင်တို့တွေပတ်စံသွားပြီးလဲသူတို့ကလက်ကျောတင်းအောင်တသက်လုံးလုပ်ခဲ့တဲ့လူဒန်းစားမဟုတ်ဘူး ကျမဒီပြာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေတောင်းစားရဆိုတဲ့ဟာတွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေအရှိမလဲပြောခဲ့ပြီးပြီမယုံရင်သွားပြန်ပြီးတော့မှရှာပြီးတော့မှနားထောင်ကြည့်ကြည့်ပါနော်လက်ကြောတင်အောင်မလို့နဲ့အလုတ်ပေးကြလားအလုတ်ခန့်ကြလားတချို့ကအမေအလုတ်ပေးလိုက်ပါလားအလုတ်ပေးလဲသူတို့မလုတ်ဘူးဟုတ်တယ်သူတို့ကတတလုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲသူတို့ကပျော်မွေ့နေပြီးစီးနဲ့ကန်းနဲ့ချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်တတ်ချက်တွေနဲ့သူတို့မနေနိုင်ဘူးဟုတ်တယ်ဟုတ်တယ်နောက်တစ်ခါကလေးတွေပေါ့ ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်နေမှာလေမြင်တယ်မဟုတ်လားခလေးတွေကိုလေဘာမီတုံတွေတိုက်ထားပြီးခလေးတွေကအိမ်ညာမိုးရွာရွာနေပူပူနေအဲ့ဒီခလေးတွေကိုငှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာလေးကဒါတွေဟာရှိတယ်နော်ခလေးတွေကိုငှားစားတာတနည်းကို2000လို့3000လို့နဲ့ခလေးတွေကိုငှားစားတာနော်အဲ့ဒါလေရန်ဝန်သားတွေတီးရနော်ရန်ဝန်သားတွေတီးပါလေနော်အဲအများကြီးတော့အများကြီးပြောကြမလို့ပါဘူးဆိုတော့နောက်တစ်ယောက်ခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ဖြစ်စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးညာ လွဲမားတဲ့လမ်းကိုဥတည်နေတယ်။မှန်ပါဗျာ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေအများကြီးရဲ့စိတ်ထဲမှာငါတို့လည်းခိုးစားလို့ရတယ်ဆိုတော့မသင့်တော်တဲ့ထင်မြင်မှုတွေအကုန်လုံးခေါင်းထဲမှာဝင်လာပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တနာကျင်လာတဲ့စိတ်ကိုနေရာမချတယ်လို့ပဲ။နာမည်လိုချင်တဲ့တချို့ online ပေါ်မှာလူတိများတဲ့လူတွေကအလှူပန်းပြပြီးတော့မျက်နှာရရတယ်ဆိုတာကောင်းကောင်းကြီးနားလည်ထားတယ်။ ။ဒါပေမဲ့ကိုလှူတဲ့အလူကကိုလှူတဲ့သူရောတခြားလူတွေရဲ့စိတ်ဓာတ်တွေဘာပြက်ပြားစေတယ်ပျက်စီးစေတယ်ဆိုလို့ရှိရင်အဲ့ဒါအလူမဟုတ်ဘူး။အဲ့ဒါကပျက်စီးခြင်းကို fame တစ်ခုအထွတ်ဖန်တီးခြင်းပဲ။လှူလိုက်တာတယောက်တည်းဆိုပေမဲ့နောက်မှာပျက်စီးသွားတဲ့စိတ်ဓာတ်တွေကမီလီယံမကတန်တယ်။ဒါကြောင့်လှူတိုင်းကောင်းတယ်မထင်ပါနဲ့။ဒီမှာလူမျိုးတွေရဲ့စိတ်ထဲမှာအတွေ့အထိမှာအလှဆိုလို့ရှိရင်ဘယ်အလှမျိုးကိုမဆိုမြတ်တယ်လို့ယုံကြည်ထားကြတယ်။ No အဲ့ဒါကအရန်လွဲမှားတဲ့အတွေ့ပါ ဒါပေမဲ့အခြေအနေတွေကိုတခြားလိလာတုံးသက်ပြီးတော့လှူတဲ့အလှတိုင်းကတော့မြက်ပါတယ်။ဘောဘာလာရဲ့သတိုးဆိုင်ကိုမီးရှို့နိုင်တဲ့လူရှိရင်ကျွန်တော်မြန်မာကွေသိန်း90ပေးပါမယ်ခင်ဗျာ။ပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ခါဝါစကီထုတ်ဇက်အိတ်တန်းအားမာငွေနဲ့ဆိုရင်အင်း400တန်ဖိုးရှိတဲ့ဆိုင်ငယ်1000စီစီကျွန်တော်စုချပါမယ်။ဘောဘာလိုက်ဆိုင်ကိုမွေကြပါအနေနဲ့ ဒါတော့ထိုင်းနိုင်ငံကနာမည်ကျော်စီလီလို့ပြောတယ်ဗျာနော်ဆိုတော့ဒါသူ့တွေ့သူ့အမြင်သူ့သဖတာပေါ့နော်ဆိုတော့နောက်တစ်ယောက်ဆက်ကြည့်အောင်အဲ့ကျွန်တော်မေးချင်တာကဒီမှာဒီအမှုပေါ့နော်အရိုက်ခံရတဲ့အပွားနဲ့ဒီကလေးနဲ့ကဟိုဘယ်လိုဖြစ်လဲဆိုတော့ line မောပါပြောနေတာတနေ့2000နဲ့လာလာခေါ်တယ်ဆိုတော့ဟုတ်လားမှန်ပါဘူးပေါ့နော်ဒီနဲ့လို့ထင်တာအခုမှကျွန်တော်မေးကြည့်တော့ဒီမီးရင်းမဟုတ်ဘူးလို့ပြောဘယ်သူကလေးလဲကျမရဲ့ချွေးမရဲ့ခင်ဗျာ ။တမသွေးမရဲ့တာ။မပြောရင်အမတားရဲ့မိန်းမရဲ့ခလေး။မလို့ရှောင်းနေ။လေးမကျင်လာ။ဒီအရင်လား။တော့အငားနဲ့ထိန်းတာလား။အငားနဲ့ဟုတ်ကဲ့။လိုက်တယ်ကျမနောက်ပဲလိုက်တယ်။ငငယ်လေးတွေကအငားထိန်းတာလို့ပြောနော်။ကသူကထိန်းလာအဲ့လိုမျိုးလာခေါ်ပြီးတော့ထိန်းပေးတယ်လို့တော့သူပြောရပဲထိန်းတယ်လို့ဒါဒါပါကြီးတော့ ူပြောတာပဲလေနော်ဆရာစကားတွေကနည်းနည်းပြပပဟွာနည်းနည်းအတိုင်ဖောက်မငြိမ်ဘူးဖြစ်နေတယ်ဟုတ်ပြောပါလေအားနဲ့နောက်တစ်ခါနောက်တစ်ချက်ပြန်နောက်ထောက်ကြည့်အောင်နော်ငယ်ငယ်လေးတွေကသူကထိန်းလာအဲ့လိုမျိုးငါခေါ်ပြီးတော့ထိန်းပေးတယ်လို့တော့သူပြောပါပဲထိန်းတယ်လို့တော့သူပြောပါပဲအားနဲ့ခေါ်ခေါ်သွားတယ်အဲ့လို ပြန်လာတယ်တခါကျရင်နေ့ကင်းပိုင်းပြန်လာတယ်တခါကျရင်ညနေပိုင်းပြန်လာတယ်ပြန်လာပြီးသွားလို့ရှိရင် ခလေးကိုထားခဲ့တယ်မဟုတ်ပေးခဲ့တယ်ဆရာပြ तू ကငငယ်လေးတွေကဒီခလေးကိုထိနေတာเนาะအာအာသူ့အမေကလည်းတေးတေးရှာတေးတေးချာချာတော့မသိဘူးเนาะခလေးထိနေတာဘာလဲဆိုတော့တေးချာမသိဘူးဆိုတော့ဒီကိစ္စကတိရှာပါနဲ့ဒါခလေးငှားပြီးတော့မှအာသူတို့ကလိုင်းပေါ်နေမှာတော့တောင်းဆိုင်တောင်းဆာမတောင်းဆိုင်ဖို့မယ်ပြနော်အရှင်ရရသူတို့က အာရှင်နေကောင်းရင်တောက်စားမယ်ရှင်နေမကောင်းရင်အဲ့လိုလူလေးရင်ခိုးမယ်အဲ့လိုပုံစံမျိုးနဲ့ကလေးကိုအော်အဲ့လိုအသုံးချတဲ့အနေထားလေးလို့ထင်ရတယ်ဗျာနော်ဆိုတော့အခုမှကလေးကိုထင်းပြီးတော့မှသွားယူအာဒီခိုးတာမဟုတ်ဘူးသူကအရင်ကလေးကလည်းအဲ့ကလေးကိုထင်းနေတာဆိုတော့ဒါကတော့အာတေချာဖို့ပဲတော့များပါတယ်နော်ဒီလိုအာကလေးကိုယူပြီးတော့မှကလေးကိုအော်အဲ့လိုအကြောင်းပြပြီးအဲ့လိုလှုပ်ဆန်းနေတဲ့အနေထားမျိုးပေါ့နော်ဆိုတော့နောက်တစ်ယောက်ကြည့်အောင် အေးအခုလိုမျိုးခေါ်ဆောင်ပြီးတော့လုတ်ပြလုတ်စားနေတာတော်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 လေးကြာနေပြီသူ့ရဲ့ရက်ကွက်ထဲကလူတွေလည်းပြောပြတယ်အဲ့ဒီကဖွားရအကြောင်းမသိရင်တော့ခဲတဲ့အချိန်ပေါက်မနေတော့ဘူးကြီးမင်းတို့တော်တော်လေးဇပင်ကောင်းနေကြလို့တော်တော်ဇပင်ကောင်းတဲ့သူတွေတော့တော်တော်ဇပင်ကောင်းတာသူတော်မရှိလို့ခိုးစားပါတယ်ဆိုတဲ့ဆိုတဲ့ကိစ္စကိုဒီကလေးကိုပိုက်ပြီးခိုးเสียလားအုံနောက်မရှိဘူးလားအတုမီအသက်တင်လေး ဒီကလေးကိုပိုက်ပြီးခိုးมาတော့ဟဲ့ဒီကလေးရဲ့ generation ကတခော့ပဲဖြစ်มาဗောစေတနာရှင်တွေတလွဲသပင်သပင်ကောင်းသပင်ကောင်းနေအုပ်စုရရဲဒီကလေးတို့တနာပါရဲ့ဆိုပြီးဒီတခိုးမိသားစုကိုတွားလူကြပြီးတွားလူတဲ့အခါမှာအဲ့ဒီမှာနောက်ထပ်ဟိုတခိုးအုပ်စုတွေရတယ်ဒီကလေးကိုဗမ်းပြပြီးခိုးကြတော့မယ်အခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အနှုံငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ယူးတွေတမျိုးစိုင်းရှင်မိမ့်ပါလေအထဲမှာပဲ ခိုးတဲ့အဖွားကြီးလည်းအแทးမှာပဲဘူမသိကိုမသိနဲ့သူများရှောင်းနေရှောက်ရှောင်းပြီးတော့ခမားတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေခိုးတဲ့သူကလည်းမှုခွင့်ရဲမှာမဟုတ်ဘူးရိုက်တဲ့လူကလည်းတခိုးကိုမှုခွင့်ရဲမှာမဟုတ်ဘူးအချိန်နဲ့သူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းတ်ပြီးလက်စွဲနှုတ်ဆက်သွားလိမ့်မယ်ခမားတို့စင်ရဲဘူးလားခမားတို့ဒုက္ခရောက်ဘူးလားအဲ့ဒါရပါတော့ဟိုပေါ့နော်အရိုက်ခံရတဲ့ဟိုသားမီးနှစ်ယောက်စီကိုသွားနေတာပါလို့အကျိုးရှိသေးတာလား အခုချက်ကုန်းတော်ဆိုတော့ချက်ကုန်းပဲဒီလေအတူအပူရိယာနဲ့အပူတက်တာအဲအပူရိတက်ကုန်လို့ဟုတ်အခုကြီးထပ်တောင်းပြလိုက်မယ်နော်ကျွန်တော်ဝင်ငွေတွေလည်းပါတယ်ကျွန်တော်ထပ်ပြီးပြလိုက်အောင်မယ်ဒီလိုမလဲကြတယ်ဒီမဲ့လူတွေကတော့မရှိသေးတယ်။အဲနောက်မလုပ်ဘူးဆိုရင်ကျွန်တော်တို့လည်းတော့နောက်မလုပ်ဘူး။ဒီမှာလည်းမလုပ်ဘူးဒီမှာလေး။ခဏခဏလုပ်တယ်ခဏခဏလုပ်တယ်။ခါရှိပြီ။ကဲဆရာပြဒီမှာတော့စီမင်းကြီးတရားလာပြီးတော့လုံဝဲပေးနေတာပေါ့နော်။ ဆိုတော့ခဏခဏဆိုင်ရှင်ကလည်းသူက CCTV မှတ်တမ်းအရာခဏခဏလာခိုးတယ်ဆိုပြီးတော့မှလည်းပြောလာတာတွေ့ပါတယ်ဆိုတော့ဒီကိစ္စကအဲ့တော့ခဏခဏလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဆိုတော့ဗျာဒီကျွန်တော်အမြင်ကတော့ဒါတော့သူများတွေရဲ့အမြင်နဲ့အဲသူတို့အကောင့်တဲ့ဘက်ကလူတဲ့ဘက်ကတွေ့တဲ့လူတွေမကောင့်တဲ့ဘက်ကတွေ့တဲ့လူတွေရှိတယ်နော်ဆိုတော့ကျွန်တော်အမြင်ကတော့ဗျာဒီ ဒီလိုခိုးတဲ့ကိစ္စမျိုးကိုကြာတော့အဲ့လိုလှူတန်းအဲအနေထားကြာတော့ကျွန်တော်ကတော့လုံးဝအဲ့လေအာဒါလက်မခံဘူးဒါလည်းအားလေးမပေးပါဘူးဆိုတော့ဒီတခိုးရဲ့ရာဇဝင်ကိုကျွန်တော်ဘုရားအဖြစ်လေးကျွန်တော်တစ်ချက်လေးတူတူလေးပဲကျွန်တော်ပြောမယ်အဲတခိုးရာဇဝင်ကဘယ်လိုဖြစ်လဲဆိုတော့ဒီလူတက်တန်းလူတွေရဲ့တက်တန်းနှစ်ပေါင်း2000လောက်မှာဗျာ ဒီဒုဒုစီမုံစတာကဒီခိုးမုံကစတာတဲ့အဲ့မှာလူပြားကဆင်းရဲနေပါပြီးတော့မှအတော်ခိုးပြီးတော့သူများဟာတော်ခိုးတယ်ခိုးတော့နောက်လူတွေကဖိုင်းတယ်ဖိုင်းပြီးတော့မှအဘင်းကြီးစီကိုအိုက်တယ်ဘင်းကြီးစီအိုက်တဲ့ခါကျတော့ဘင်းကြီးကမိဘတို့ခိုးတာလဲပြောတဲ့ခါကျတော့သူမှအစားကြရနေကြမရှိလို့ခိုးတယ်ပေါ့ဆိုတော့ဘင်းကြီးကနေပြီးတော့ယောမင်းဒါယူတော့ဒါနဲ့လောက်စားဆိုပြီးတော့အဲ့မှာ အတပြအတပြပေါ့အတပြအလုံးကဟိုတုန်းကစကားနဲ့အတပြပေါ့နော်အမှအတပြလည်းပေးလိုက်တယ်ဆိုတော့တခိုးကသူကအရှိမောင်လိုမျိုးဖြစ်သွားတာဗျာနော်အတခိုးကအဲ့လိုရှိမောင်လိုမျိုးဖြစ်သွားတဲ့အခါကျတော့ဘေးအင်ကဟာညူပြီးလို့ကြားတယ်ဟောကြော်ကြီးလို့ကြားတယ်ကြော်ကြီးလိမ်မြားလည်းကြားတယ်ဟဲ့ကြော်ကြီးမိကခေါ်တယ်ဟဲ့မင်းချိုးတဲ့နေဟိုကောင်ညူကြီးညူကြီးအဘရင်စီကဆူလိုက်နေရတာကြားပြီလားတဲ့အဲ့ဘာလို့တော့ဆိုတော့အာ ညူကြီးကဟိုဘက်ဟိုဖော်ပရက်ကွက်ကပေါ်ခိုးလို့တဲ့ဘယင်ကြီးကပြီးတော့တော့အဲ့ဒါဘယင်ကြီးကဆုနေရှာတယ်ဆိုပြီးတော့အဲ့လိုပြောလိုက်တဲ့ခါကျတော့အဲ့ဒါအဲ့ဒါဆိုနေလေခိုးတော့ကျော်ကြီးဆိုပြီးတော့အမှကျော်ကြီးနဲ့လိုက်ခိုးကျော်ကြီးရဲ့ debate တွေလိုက်ခိုးအဲ့လိုခိုးမှုတွေကစားတာအဲ့ဒါလူလူတက်တန်း2000လောက်မှစားပြီးတော့ဒီဒူးစီးမုံကိုစားပြီးတော့ဖြစ်တာဒီခိုးမှုကစားတာလို့ပြောပါတယ်ဆိုတော့ ဒီဟာလည်းအတူမြင်အတိုက်တင်အဲ့လိုဖြစ်စီပါတယ်เนาะဒါတကောအာပေးအဲ့ရာလေးရောက်ပါတယ်ဆိုဘရင်ကြီးကတကောတယောက်ကိုမခေါ်အောင်ဆိုပြီးတော့အဲ့လိုပိတ်ဆံပြီးပြီးတော့မှဒါနဲ့ကိုကုတ်မမလှုပ်ရှားပါလို့ပြောလိုက်တာကိုဟာလာဒါနောက်လူတွေကသူ့ယူပြီးတော့မှအာခိုးရင်ဒီလိုပိတ်ဆံရတယ်ဆိုပြီးတော့ဘရင်စီကအဲ့လိုရှိမြောက်တယ်ဆိုပြီးတော့မှနောက်လူတွေလည်းပြီးတော့ခိုးတာလည်းဗျเนาะဆိုတော့ဒီလို အနေထားမျိုးကြားလိုက်တာအားပေးလို့မသိတော့တဲ့အရာလုံးလေးကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ UFO ကြီးကတော့ဒီလောက်ပါပဲဆိုတော့လွယ်လဲဆိုတော့ the border ကိုလည်းနိုင်ပါတယ်โอเคဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုဖိုင်မှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video